ညူယောက်မြို့လယ်ခေါင်မှာထူးဆန်းတဲ့အဆောက်အုံကြီးတစ်ခုရှိနေပါတယ်။သူ့နာမည်က33 Thomas Street ပါ။ဒီတိုက်ကြီးရဲ့ထူးခြားချက်ကတော့ဗတင်းပေါက်တစ်ပေါက်မှမပါတာပဲဖြစ်ပါတယ်။နေကင်ဘတ်ဆိုရင်ချင်းနေပြီမယ်။ညရောက်ရင်တော့ပိမ့်ပိမ့်နေအောင်မှောင်လဲသွားတတ်တဲ့ဒီအဆောက်အုံကြီး Nuclear ပေါက်ခွဲရင်တော့မပြတ်စီအောင်တိဆောက်ထားတယ်။ဒီခံတက်ကြီးထဲမှာဘာတွေရှိနေမလဲ။လူတွေရောနေကြရလား။ဒီနေ့မှာတော့စိတ်ဝင်စားစရာကောင်းတဲ့ဒီဗတင်းပေါက်မပါတဲ့တိုက်မဲကြီးရဲ့လိုအပ်ချက်အကြောင်းတွေကိုပြောပြပေးသွားမှာပါ။ဗီဒီယိုလေးမစခင်မှာကျမတို့ရဲ့ NK KB Entertainment YouTube channel လေးကို like and subscribe လုပ်ပေးမယ်ဆိုရင် video တစ်ပုတ်ဖန်တီးဖို့အတွက်ခွန်အားဖြစ်စေရကြောင်း like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစီရှင်ဒီတိုက်ကြီးကို1984ခုနှစ်ကလေးကစလုပ်ခဲ့တာပါ အထက်ပေါင်း29ထက်ရှိပြီးမိုးမျောတိုင်းလို့ပြောလို့ရပေမဲ့တခြားတိုင်းတွေနဲ့မတူပါဘူး။ဘာလို့လဲဆိုတော့ဒီတိုက်ကြီးကိုလူတွေနေဖို့စောက်ထားတာမဟုတ်လို့ပါပဲ။တကယ်တော့ဒီနယံတွေရဲ့နောက်ွယ်မှာတကဘာလုံးကိုစောင့်ကြည့်နေတဲ့အမေရိကန်ရဲ့လှုပ်ဝက်သရှူစခန်းကြီးရှိနေပါတယ်။ဇက်ပစ္စည်းကြီးတွေကိုထားဖို့တသက်စောင့်လုပ်ထားတာမို့လို့အလင်းရောက်မလို့ပါဘူး။ဒါကြောင့်ပဒင်းပေါက်တွေထည့်မထားပါဘူ လေဝင်ပေါက်ကြီးတွေလောက်ပဲပါပါတယ်။အမေရိကန်မှာလုံခြုံရေးအမြင့်ဆုံးတိုက်တစ်ခုဖြစ်ပြီးအထဲမှာကိုပိုင်ရေမီးအစားအစာတွေကိုရက်တတပတ်ချီပြီးတူထောင်ထားနိုင်ပါတယ်။အပြင်ကဘာပြည့်စည်သွားရင်တော့ဒီတိုက်တွေကလူတွေကအေးအေးဆေးဆေးအသက်ရှင်နေနိုင်မှာပါ။မူရင်းဒီဇိုင်းဆွဲတုံးကတော့ဒီတိုက်ကြီးရဲ့စီမံကိန်းနာမည်က Project Ace ပါ။1980ဝန်းကျင်လောက်မှာဖုန်းလိုင်းတွေခေတ်စားလာတော့အမေရိကန်နိုင်ငံတနိုင်ငံလုံးကဖုန်းလိုင်းတွေကိုချိတ်ဆက်ပေးဖို့ switch လို့ခေါ်တဲ့စက်ကြီးတွေထားဖို့တိစောက်ခဲ့ရလို့ဆိုပါတယ်။အမေရိကန်တနိုင်ငံလုံးကဖုန်းခေါ်ဆိုမှုတန်ပေါင်းများစွာဟာဒီတိုက်ကြီးထဲမှာစက်တွေကိုဖျက် တန်သွားကြပါတယ်။1992ခုနှစ်တုန်းကဒီတိုက်ကြီးမြင့်ပြတ်သွားဘူးလို့တနိုင်ငံလုံးဖုန်းလိုင်းတွေပြက်လေးစိတ်တွေပါရက်ဆိုင်ကုန်တဲ့အထိအရေးပါတဲ့နေရာတစ်ခုပါ။ဒါပေမဲ့2023ခုနှစ်မှာကမ္ဘာကျော်သတင်းပေးသူ Andrews Noting က American အမျိုးသားလုံခြုံရေး Agency NSA ရဲ့လိုအပ်ချက်တွေကိုဖွင့်ချလိုက်ပါတယ်။ဒီစာရေးစာတမ်းအနေနဲ့မှာ Titan Point ဆိုတဲ့ကုတ်နံပါတ်တစ်ခုပါပါတယ်။စုံစမ်းထောက်လှမ်းသူတွေလိုက်ကြည့်လိုက်တော့အဲ့ဒီ Titan Point ဆိုတဲ့လိုအပ်စခန်းကနယူးယောက်မြို့နယ်ကပတင်းပေါက်မပါတဲ့ဒီတိုက်ကြီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဒီထဲမှာဘာလို့ကြားလဲ ဆိုတော့ဒီတိုက်ကြီးဟာနိုင်ငံတကာဖုန်းလိုင်းတွေစုံတဲ့နေရာဖြစ်နေတော့ NSA ကအဲ့ဒီဖုန်းလိုင်းတွေကိုကြားဖြတ်ပြီးခိုးနှားထောင်ချတာပါ။ကုလသမဂ္ဂကမ္ဘာ့ဘဏ်နဲ့နိုင်ငံတကာတန်ယုံတွေရဲ့ဖုန်းပြောစကားတွေ email တွေကိုဒီနေရာကနေပဲကြားဖြတ်ရယူနေတယ်လို့ဆိုပါရယ်။ခေါမိုးပေါ်မှာလည်းဂျိုဒူးကနေဖမ်းယူတဲ့စလောင်းတွေကိုလိုအပ်တက်ဆင်ထားပါသေးတယ်။အလွယ်ပြောရရင်ကမ္ဘာအကြီးဆုံးဖုန်းခိုးနှားထောင်တဲ့ဆက်ကြီးလို့ပြောလို့ရပါတယ်။ပိုကြောက်စရာကောင်းတာကသူတို့စီမှာ ASCII score လို့ခေါ်တဲ့စနစ်တစ်ခုရှိပါတယ်။ ပုံမှန် Google မှာစာရိုက်ရှာတယ်လို့မျိုးလူတစ်ယောက်ရဲ့ email facebook သုံးတာတွေဖုန်းပြောတာတွေကိုရိုက်ထည့်ပြီးရှာလို့ရတဲ့စနစ်ကြီးပါတကယ်တော့ American မှာဒီလိုမျိုးပတင်းပေါက်မပါတဲ့စက်ကြီးတွေပဲထားတဲ့လူဝက်တိုက်ကြီးတွေကနောက်ထပ်၈ခုလောက်ရှိနေပါသေးတယ်ဒါပေမဲ့33 Thomas Street ကတော့လူအစီကားဆုံးမြို့လေကောင်မှာလူမသိသူမသိရှိနေတဲ့အကြီးမားဆုံးလူဝက်ခန်းကြီးတစ်ခုဖြစ်နေတယ်ဆိုတဲ့အကြောင်းအရာကိုပြောရင်းနဲ့ဒီမှာပဲအဆုံးသတ်လိုက်ပါရစေအဆုံးထိနားထောင်ပြီးကြားလို့ကျေးဇူးတင်ပါတယ်ချန်နယ်လေးကိုလည်း Like and Subscribe လေးလုပ်ပေးပါကြပါအောင်ရှင်